မင်္ဂလာပါရှင်။မသားချန်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ24ရက်နေ့တွင်စိတ်ဝင်စားဖွယ်ကောင်းမဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးကိုကလနဲ့ကင် အဖွဲ MNDA ဟာနန်းပောင်ရှိပဲဟိုရမိုင်းရဲကြာကတက်စကန်တကြိုးစတင်ဆုတ်ခွာနေပြီဖြစ်တယ်လို့ နန်ပေါင်းမိုင်းရင်ဟိုရတကြောက၎င်းတို့တက်စကန်းတွေကိုလည်းဒီနေ့ကောင်အပီးစုပ်ပေးရွယ်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့နိုဝင်ဘာလ22ရက်နေ့ကလည်းဝါလနဲ့ကင်အဖွဲ့ UWSA နဲ့နှိစက်တဲ့ဝါလူငယ်အတန်သတင်းဌာနကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲ့မြို့နယ်တွေကမိုင်းရဲ့မြို့နယ်ဟိုရရွာလမ်းကျောမှာရှိတဲ့ကိုကန်တပ်ဖွဲ့တို့စုခွာနေရလို့ဖော်ပြခဲ့ပါတယ်။ဒါအပြင်နန်းပောင်ဟိုရမိုင်းရဲ့လမ်းကျောကနေ ကိုကန့် MND အဖွဲ့တွေဟာဒီနေ့ကောင်အပြီးဆုတ်ခွာပေးရမှာဖြစ်တယ်လို့လဲကိုကန့် MND တက်တွင်တရင်အရှိမြစ်ကိုကိုကာပြီးဝါလူငယ်အတန်ကအထက်မှန်ဖော်ပြထားပါတယ်ပြီးခဲ့နိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့မှာ ကိုကန့် MND အဖွဲ့နဲ့နိုင်ငံတော်အစိုးရကြားတွေ့ဆုံခဲ့ရကိုကန့်တက်တွေကိုပြန်ဆုတ်ခိုင်းရကနေသဘောထားကွဲလဲမှုတွေရှိခဲ့တယ်လို့တရင်တွေထွက်ပေါ်ခဲ့ပြီးလာရှိုးနဲ့ချိန်ဆက်ထားတဲ့လမ်းပိုင်းတချို့ပိတ်ပင်ခဲ့တယ်လို့သိရပါတယ် လာရှုံမြို့မှာနိုင်ငံတော်အစိုးရနဲ့ MND အဖွဲ့သားသဘောထားကွဲလဲမှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေချိန်မှာပဲကိုကန့် MND အဖွဲ့ကတိုက်ပွဲအတွင်းဖမ်းဆီးရမိရဲ့စစ်တုံးပန်း200ကျော်ကိုနိုင်ငံတော်အစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။လေးလာသူတအိုးကနိုဝင်ဘာလ10ရက်နေ့က MND နဲ့နိုင်ငံတော်အစိုးရကြားသဘောထားကွဲလွဲခဲ့တယ်ဆိုတာကလည်းအစိုးရကကိုကန့်လက်နက်ကိုင်အဖွဲ့တွေကိုတပ်တွေပြန်စုပ်ဖို့တောင်းဆိုခဲ့လို့ သဘောတောင်အမြင်ကွဲလွဲခဲ့တာမျိုးပါ လာရှုပ်အဒီကဝင်လန်း၃ခုကကိုကန့်စခန်းတွေကိုဖယ်ပေးဖို့တက်ကတောင်းဆိုခဲ့တာတီဘောအကျော်မှာတတား၂၀ရှိရဲတစ်ခုကနမတူပတ်သွားရဲ့တတားတစ်ခုကတီဘောလာရှုပ်တက်တဲ့တတားတီဘောလာရှုပ်တတားဟိုပဲထိတ်မှာကိုကန့်ကစခန်းချထားတာကြားသိရတဲ့လောက်ဆိုရင်ပြီးခဲ့တဲ့နိုဝင်ဘာလ၂၀နှစ်မှာကိုကန့်လက်နဲ့ကင်အဖွဲတွေဟာသူတို့တက်ဆွဲထားတဲ့ဟိုရနန်ပေါင်း မဲဟန်နေရာတွေကနေစတင်ဆုတ်ခွာနေရဲ့ဒီလအတွင်းအပြီးဆုတ်ရမယ့်ပုံစံမျိုးရှိနေရဲ့ MND အဖွဲ့တွေဟာသူတို့ရဲ့မူလအင်အားဖြစ်တဲ့လောက်ကင်ကုန်းချမ်းအထိဆုတ်ခွာရပွဲရှိနေပါတယ်တိန်းနေတဲ့အစိုးရလက်ထဲပြန်ရောက်မယ်ဒါပေမဲ့နောင်မွန်နဲ့နားစော့မှာတော့ဂိမ်းဆောင်တွေကြံ့နေသေးရဲ့ရှမ်းမြောက်မှာစစ်ပွဲလုံးဝရပ်တန့်သွားမဲ့ခြေနေမျိုးရှိလာနိုင်တယ်လို့ပြောပါတယ်ကိုကန်လန်နဲ့ကင်အဖွဲ MNDA ဟာ2023ခုနှစ်မှာစတင်ခဲ့တယ် တက်တုံညာနှစ်ခုစစ်စင်ရေးကာလအတွင်းမှာ လာရှိုးမြို့အပါအဝင်မြို့တချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့ဂျာဝင်စေဆက်မှုတွေကြောင့်ကိုကန်လန်းနဲ့ဂိုင်အဖွဲ့ဟာပြီးခဲ့တဲ့ AB လာမှာလာရှိုးမြို့ပေါ်နေရာတွေကိုနိုင်ငံတော်အစိုးရတဲ့ပြန်လည်လွှဲပြောင်းပေးပြီးအပြည့်ခက်ရစရေးသဘောတူညီခဲ့ပါတယ်။တရုတ်အစိုးရဟာလက်ရှိအချိန်မှာနိုင်ငံတော်အစိုးရနဲ့ကိုကန်လန်းနဲ့ဂိုင်အဖွဲ့ MNDAA ကြားရရှိခဲ့တဲ့ အပြည့်ခတ်ရစရေးကိုလေးလာစောင့်ကြည့်လျက်ရှိနေတယ်လို့ကြားဝင်စည်းဆက်ပေးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ဟိုရနန်ပါမေဟန်နဲ့နောင်မွန်မှာရှိနေတဲ့ကိုကလနဲ့ကောင် အဖွဲ့ MNDA တပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာ22ရက်နေ့မှာစတင်ဆုတ်ခွာနေပေမဲ့လမ်းတွေကတော့ပိတ်ထားစေဖြစ်တယ်လို့လာရှိုမျိုးကန်တူကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ဒါအပြင်ကိုကလနဲ့ကောင်အဖွဲ့ MNDA ဟာနန်ပောင်မိုင်းရဲ့ဟိုရတကြောက၎င်းတို့တပ်စခန်းတွေကိုလည်း ဒီနေ့ကောင်မှစုပ်ပေးရပဲရှိနေတယ်လို့၎င်းတို့မူလလောက်ကင်အထိစုပ်ခွန်ရပဲရှိရလို့လဲတုံးသက်ပြောဆိုမှုရတယ်ရှိနေပါတယ် MND ရာနန်ပေါင်မရဲ့ဟိုရလန်ကျော်ကနေရွှေကောက်ဝင်မတိုင်ခင် အပီးစုပ်ခွန်ရမယ်ဆိုတဲ့သတင်းတွေထပ်ပေါ်နေရလို့လဲလာရှိုမျိုးကန်တူကလည်းအခုလိုမျိုးထပ်မံပြောဆိုခဲ့ပါတယ်မနေ့ကတော့ဟိုတင်းရတာကတော့လာရှိုနားမှာရှိတဲ့ MND ရဲ့ ဟိုနေမတောက်ခွေပေါ့ဗျာဟိုဟိုတို့လာရှုနဲ့หนีရဲဟိုကိုတို့ဟိုရတို့နန်ပေါင်းမင်းဟန်နောင်မွန်ဒါဆိုရဲ့အဲ့ဒီကအဖွဲကြီးကတော့ညနေပိုင်းမှာညနေပိုင်းမှာသူတို့ကစပြီးဆုံနေကြတယ်သူတို့ကစပြီးဆုံနေဆုံနေဆိုတာသူ လက်ကျန်အဖွဲကြီးပဲသူတို့ကထားတော့ပါလက်ကျန်ပွဲကြီးဆိုတာအဆောင်ပေါ့ကင်းစကန်ရုံးကြီးရဲ့အဆောင်ကြီးကြီး သူတို့ကထားတယ်အဲ့ဒီကိစ္စတမိုးဆုတ်တဲ့ကိစ္စကလေသူတို့ဝင်မဟိုတရုတ်ကဂျာဝင်ပြီးတော့ညှိပြီးတော့မှသူတို့အဲ့ဒါဆုတ်ခိုင်းလိုက်တယ်ပြောတယ်ကြီးဗျာမိုင်းရဲ့ဟိုရလမ်းကြီးကအခုလောလောဆယ်ရတော့မိုင်းရဲ့ဟိုရလမ်းကိုသူကမဖွင့်နိုင်ဘူးဗျာဖွင့်လာတော့မဖွင့်နိုင်ဘူးခီးတယ်ဒီဒါမဲ့ဒီအခုမနေ့ပိုင်းကစပြောတော့မတိဘူးပေါ့နော်မနေ့ကဟိုညနေကြီးကတော့လောလောဆယ်ရသူကမဖွင့်နိုင်ပဲနဲ့သူက တို့ရဲ့လက်ခွဲတဲ့စကမ်းလေးတွေပေါ့တက်ဖွဲ့လေးတွေကိုဖြန့်ကျက်ထားတဲ့ဟာလေးတွေကိုသူတို့ကဟိုတနေ့အိုးတို့ဘာတွေဖြစ်တယ်ဆိုတော့ပြည်သူတွေကအင်အားဖြည့်တယ်ဘာညာနဲ့ပြောတယ်ဆိုတာကဟိုရတို့ဘာလို့အင်အားဖြည့်ထားတယ်ဟို MND ဘွဲ့ကြီးအင်အားဖြည့်တယ်ဆိုတာမှန်နေအင်အားဖြည့်တာမဟုတ်ဘူးသူတို့ကအဲ့ဒီစကမ်းတွေကိုပြန်လေပြီးတော့ရုပ်သိမ်းတဲ့တွေ့ဟိုရမှာသူတို့ကလာပြီးတော့ပြန်စုတာပေါ့ညာ ဆုပြီးတော့မှအကူအကူစကန်းဆောင်နေပါညာဒိတ်ဆောင်နေတော့ဝထားတယ်ထားရဲပြီးတော့မှကျန်တဲ့ဒီရောပြန်ဆုပ်နေတယ်လို့ပို့တော့အတင်းရထားရှိအခုလောလောဆယ်အဒီသက်ဆုံးဆုပ်တာကဟိုဟာအဒီမိုင်းရဲ့ဟိုမိုင်းရဲ့ဟိုများပေါ့နော်ဟိုရတို့တို့နန်းပေါ့ကမှလည်းသူချလာရှိတယ်အဲ့ဒီကလည်းစကန်းဆောင်မယ်ထားတယ်ကျန်တဲ့လူကြီးပြန်ဆုပ်တယ်တဲ့နောက်လာရှုနာဆိုတော့နော်မွန်ဟိုဂျက်ကောင်အတိုက်ခံနေနေရတယ် နောက်မွန်ရဲစခန်းဘက်ကလေဟုတ်ကဲ့နောက်ကကြတော့သူတို့မင်းဟန်မင်းဟန်ကကြတော့လာရှုနဲ့နီးပြီးဟိုအဝင်ကိတ်လာရှုအဝင်ကိတ်နဲ့နီးတာပေါ့အဲ့ဒီနီးတဲ့နောက်မွန်ရောတို့နားစောသူကလေအဲ့ဒါမနေ့က20မိနစ်နေ့ညနေပိုင်းကပြန်ဆုတ်တယ်ဆိုတော့သူကနေ့သတင်းမီဒီယာကမှာလေဟိုနင်းလောက်ခါတာရတူတယ်ဟိုလူတွေသတင်းရတာပဲနော်အဲ့ဆော့ဆော့အခုပြောတဲ့ ကိုရတို့နမ်းပေါင်းမှုမင်းဟန်တို့နောင်မွန်အဲ့ဒီတွေများတွေကတော့အခုပြန်ဆုတ်ကြည့်တော့မင်းညာမင်းရညာနေပိုင်းကဟိုစပြီးတော့ဆုတ်နေဆိုတော့ပြရတယ်။တရုတ်ကညိတာကိုရတွေအဲ့ဓာတွေမှမဟုတ်ဘူးလေ။ဟိုတိတ်နေတော့ဘာလို့ပါအုံပါလဲ။တို့လမ်းမိုက်ကြီးကဘာတွေဟာမာပြီးတော့လမ်းမိုက်ကြီးကဟိုနေပွဲတော့အကုန်လုံးသူတို့ညာပဲသူတို့ပြန်တော့ရမယ်လို့သူတို့သဘောတူညီချက်ရှိကြတယ်လို့သူတို့အရင်လောက်ကတည်းကညာလောက်ကရင်လောက်ကရင် အမုံကိုတို့တို့ဟိုကိုပိုင်ဒီတဲ့အုတ်ထုတ်ဝင်ဒီတာပြီးသားလေအေးအဲ့ဒီဇကူကဘက်ကပြန်သွားရမယ်2007ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရပဲအဲ့ဒီတိုင်းပဲလိုက်လာပြီးတူးသွားရမယ်ဒါကြောင့်မို့သူကစဆုပ်ဆုပ်ပြင်းနေတာမိန်းလေးနဲ့ပြောရအောင်ဆောစောကိုရတို့သူလာရှုနာအဖွဲ့ကြီးအဲ့ဒါကိုပြန်ဆုပ်ပြီးတော့ပါသူတိတ်နေလို့ပေါ့အဲ့ဒါကြီးကဖြည်းဖြည်းချင်းသူအကုန်ပြန်ဆုပ်ရတယ်အခုရွေးကောက်ပွဲမှာတိုင်နေပြန်ဆုပ်ရမယ်သူတော့ အကုန်လုံးအပြီးပြန်ဆုံးရမယ်သူတို့တရင်နေရတယ်အခုကပိတ်နေပိတ်နေသေးလဲဆိုတော့လက်တလုံးအရာဆက်ဆက်ပြင်းမှမူအတိုင်းနာနဲ့သူတို့တက်တည်တက်တည်ဟူသူတို့ကပြန်ရုပ်တိမ်လို့ဒါတော့မသိဘူးအခုအိုးလုံးရင်ဖွင့်လာတဲ့ဟိုရလမ်းဒီပိုင်းလေသူတို့ကတကယ်မငိုင်းဘူးလောလောဆယ်ရတော့သူတို့ဂိတ်တီချလာသေးတယ်ဟုတ်ကဲ့ဂိတ်တီချလာသေးတယ်အဲတီဘောသက်ကလည်းကြည့်လို့ပဲဂိတ်တီကိုချထားသေးတယ်ဒါပေမဲ့ဆော့ဆော့လူသူတရားဝင်ကြီးကို ဖွင့်လိုက်ပါဘူးလို့အကုန်လုံးအပြောင်းပြင်းလိုက်တယ်သူရဲ့သဘောတရားတော့သူကမရှိသေးဘူးလား။နာမည်ကြီးများဘယ်လိုရှိလဲဆိုတော့အကူကသူကသူကားသမားတွေကလည်းအရင်နေ့တွေကဖိတ်ချင်ဖိတ်ချင်ဆိုတော့မင်းရတိတော်စကောင်ကအဲ့ဒီလမ်းတော့ကြာမသွားပြန်ရဲ့ကွင်းလမ်းတွေလူရွာနဲ့ထိကျက်ထားတဲ့လမ်းတွေအဲ့ဒီလမ်းတွေကတော့သွားလာပြီးကြတယ်။မင်းရတိကတော့အဲ့ဒီလူပဲတော့ဖိတ်ကြပြီ။မဖွင့်နေတရားဝင်တော့မဖွင့်နိုင်ဘူး။ ကောကလန်နဲ့ကိုင်အဖွဲ့ MNDA ရာပြန်လည်ဆုတ်ခွာနေပေမဲ့မိုင်းရဲ့ဟိုရလန်တီဘောတတာနတ်လန်ဘက်မှာတော့လမ်းပိုင်းတချို့ဟာနွေပိုင်း22ရက်နေ့ထိဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့လာရှုံမြို့ကန်တဝူကအခုလိုမျိုးပြောပါတယ်။ကိုကလန်နဲ့ကိုင်အဖွဲ့တွေပြန်လည်ဆုတ်ခွာမှုတွေစတင်ခဲ့ပြီးရက်ပိုင်းအကြာမှာပဲလာရှုံမြို့မှာ လာအတန်ကြာပိတ်ထားခဲ့ရတဲ့လာရှုံတက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်တော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လျက်ရှိနေပါတယ်။ လာရှိုးတက္ကသိုလ်ကြီးကိုပြန်လည်ဖွင့်လှစ်ခြင်းဟာလာရှိုးမျိုးပြန်လည်တည်ငြိမ်အေးချမ်းမဲ့အရေးလက္ခဏာမျိုးဖြစ်ပြီးလာရှိုးမျိုးကတက္ကသိုလ်ကျောင်းသားတွေအနေနဲ့လည်းတခြားနေရာကိုသွားပြီးတက္ကသိုလ်တက်စရာမလိုတော့ဘူးလို့သိရပါတယ်။လာရှိုးမျိုးကတဝူကကျွန်တော်ကြားသိရသလောက်ဆိုရင်လာရှိုးမျိုးမှာတက္ကသိုလ်ကြီးပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်တာမျိုးတွေရှိနေပါတယ်။ဒါဟာမျိုးကိုအရင်တိုင်းပြန်လည်အေးချမ်းတည်ငြိမ်မဲ့သဘောမျိုးကိုရည်ညွှန်းနေရဲ့မျိုးနဲ့ပတ်သက်ပြီးတော့အခြေအနေတွေ ်တင်ငယ်ကောင်းမှုမရှိဘူးဆိုရင်တက္ကသိုလ်ကိုပြန်ဖွင့်မှာမဟုတ်ဘူးလေဆိုပြီးတော့ပြောပါရရှင်။